ကမ္ဘာဘီလီယံနာအရေးအတွက်ဟာ2025မှာ3000ကျော်လာပါလေ။ကမ္ဘာဘီလီယံနာအရေးအတွက်ဟာ1989ခုနှစ်က2025အတွင်းအယောက်140ကနေ3028ယောက်အထိများပြားလာပါလေ။စတန်တစ်ခုအရကမ္ဘာမှာချမ်းသာကျော်ဝါသူတွေများပြားလာလေ။စင်းရဲသူတွေကလည်းပိုများပြားလာလေလို့ဆိုပါတယ်။လူလက်တန်းစားတွေကတဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားတယ်ဆိုပါတယ်။ကမ္ဘာမှာလူတန်းစားနှစ်မျိုးသာကျန်ရစ်တော့မယ်လို့ဆိုပါတယ်။ Forbes က1989ခုနှစ်ကစတဲ့ကကမ္ဘာဘီလီယံနာစီးရင်ကိုကောက်ယူခဲ့ပြီးအဲ့ဒီနောက်မှာဘီလီယံနာ140ရှိပါတယ်။အဲ့ဒီနောက်နှစ်ပေါင်း20အတွင်းဘီလီယံနာရေအတွက်1000ကျော်ခဲ့ပြီး2019မှာ2000ထိတိုးမြင့်လာပါလေ။2024မှာဘီလီယံနာရေအတွက်က248ယောက်ထပ်တိုးလာပါလေ။2025မှာတော့ဘီလီယံနာရေအတွက်ဟာ328ယောက်ဖြစ်လာပါလေ။ ဘီလီယံဒေးရဲ့စုစုပေါင်းကျော်ဝချမ်းသာမှုဟာ2024မှာဒေါ်လာ14ထရီလီယံထိရှိခဲ့ပြီး2025မှာဒေါ်လာ16.1ထရီလီယံထိပိုမိုကျော်ဝချမ်းသာလာပါတယ်။ ကမ္ဘာဘီလီယံအများဆုံးနိုင်ငံတွေကိုအစဉ်လိုက်ဖော်ပြရင်တော့အမေရိကန်က902ယောက်တရုတ်က916နဲ့အိန္ဒိယက205ယောက်ဖြစ်အသီးသီးရပ်တည်နေတာဖြစ်ပါလေ။အဲဒီနောက်မှာတော့ဥရောပသမဂ္ဂနိုင်ငံတွေကရပ်တည်နေတာဖြစ်ပါလေ။ကမ္ဘာဘီလီယံလေးထဲမှာတော့လက်တလောကန်ဆိုးနေတာကတော့ Elon Musk ပဲဖြစ်ပါလေ။ဘာဖြစ်လို့လဲဆိုတော့ Elon Musk ရဲ့ Tesla ကားတွေဟာနိုင်ငံရေးအရှုပ်ထွေးတွေကြောင့်စံကျင်ရောင်အားကျနေတာပဲဖြစ်ပါလေ။ ပြန်ဘက် EV ကားကုမ္ပဏီတွေများပြားလာမှု Elon Musk ကိုစန့်ကျင်မှု Elon Musk ရဲ့ DOG ဌာနရဲ့တရားလွန်လုပ်ရတဲ့ကြောင့် Tesla ဟာစံကျင်နေရောင်းအားကြနေပါတယ် Tesla ဟာအရင်နှစ်ပထမကတ္တာမှာကားစီးရေ38600ရာတစီရောင်းနိုင်ခဲ့ပါတယ်အဲဒီနောက်ပထမပိုင်းမှာတော့ကားစီးရေ တောင်းတိန်တောင်းတောင်း6680စီပဲရောင်းချနိုင်ပြီးရီမတ်ထားတဲ့အစည်းရေ9000လောက်ရောင်းနေနေပါတယ်။ရာဂန်နှုန်းနဲ့တွက်ရင်7000ကျပ်နှုန်းကျဆင်းသွားပါတယ်။ဒါဟာ3နှစ်အတွင်း Tesla ရဲ့ရောင်းအားအကျဆုံးဖြစ်ပြီး Tesla BOD ဖွဲ့ကပါတုံ့နှုတ်စီပါတယ်။ပြိုင်ဘက်ဖြစ်တဲ့တရုတ်ရဲ့ BYD ဟာရောင်းအားကောင်းနေပါတယ်။ BYD ဟာပထမပတ်မှာကားအစည်းရေ6600ရောင်းနိုင်ခဲ့ပြီးအရင်ကထက်ရောင်းအား39ရာခိုင်နှုန်းထိကျောက်ခမဲလေးလေးတိုးတက်လာပါတယ်။ တရုတ် BYD ဟာနောက်ွယ်မှာအစိုးရရဲ့ထောက်ပံ့မှုတွေရှိနေပြီးတရုတ်စိုးရရဲ့အဓိကစီးပွားရေးလုပ်ငန်းကြီးတစ်ပွဲဖြစ်နေတယ်လို့ပြန်ဘက်ကားလုပ်ငန်းရှင်တွေကတော့ဆွဆွဲကြပါတယ်။ဈေးနှုန်းသက်သာပြီးရေသွေးမြင့်မာတဲ့ BYD တွေကိုအဓိကအားဖြင့်ယူရောပနဲ့အမေရိကစီးပွားကိုတရုတ်ကတင်သွင်းနေတာဖြစ်ပါတယ်။အီလွန်မတ်ဆက်အမေရိကန်နိုင်ငံရေးမှာပေါင်ပတ်သက်နေမှုကြောင့်တက်စလာကားစေုံတွေမှာဆန္ဒပြမှုများစွာလည်းဖြစ်ပေါ်နေပါလေတက်စလာဟာယင်းနှုတ်နယ်မှုတွေရဲ့ယုံကြည်မှုကြာစင်းတော့လည်း ခံနေရပါတယ်။ Elon Musk ဟာဘယ်နေရာကလဲ Tesla ကိုအုပ်ချုပ်နေတာလဲ။ကျွန်တော်တို့မသိဘူးလို့ Tesla ရဲ့ BOD ဖွဲ့ကပြောပါတယ်။ Elon Musk နေနဲ့စီးပွားရေးကိုပဲပြန်လည်အာရုံစိုက်တင်ပြီးအခုလိုမျိုးနိုင်ငံရေးမှာဆက်နွယ်နေတာကိုမလိုတာဘူးလို့ Elon Musk ရဲ့ဘုတ်ဖွဲ့ဝင်တွေကအကြံပေးနေတာပဲဖြစ်ပါတယ်။